2025ခုနှစ်မေလ10ရက်နေ့မှာစကိုင်းတိုင်းဒေသကြီးဒီပဲမြို့နယ်ဟုတ်တင်တွင်ကျေးရွာစာသင်ကျောင်းကိုစစ်ကောင်စီကလေရင်နဲ့ဘုံချင်းတိုက်ခိုက်ခဲ့တယ်လို့ကြားသိရပါတယ်။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အဲ့ဒီနေ့မှာအမအမြင်တွေ့ကြားသိခဲ့ရတဲ့အကြောင်းအရာလေးတွေကိုပြောပြပေးပါလားဗျ။ ဟုတ်ကဲ့တော်တဲ့ရောက်နေပါသေးလင်းရင်ဝဲတာတွေလည်းမြင်ပါလေလင်းရင်ဝဲတာတွေမြင်လို့ပြန်လာတော့အင်္ဂါကလေးတွေကအလိုပဲပြည့်နေကြတာပါလူတွေလည်းပို့လို့ပတ်တဲ့လည်းမြင်ပါသေးအဲ့ဒီအကြောင်းမှာအမပြောက်တဲ့အခါမှာအမចောင်းထားခဲ့တဲ့အမကလေးတွေကဘယ်လိုတွေဖြစ်ပျက်နေတာလဲအဲ့ဒီចောင်းကကလေးတွေဘာတွေဖြစ်ပျက်တာမြင်တွေ့ရလဲအဲ့ဒါလေးပြောပြပေးပါဦး သမီးလေးရတော့ဒါရရလို့မမြင်ကိုမမြင်လိုက်ရပါဘူးခေါ်ဝါကြလို့မသားလေးတယောက်နဲ့တော့တွေ့ပါလေသမီးနဲ့သားနဲ့ကဘလူဒံအမျိုးတွေရရှိခဲ့တာလေဗျသမီးရတော့ခေါင်းပေါက်သွားပါသေးသားလေးရတော့ဘာမှမဖြစ်ရပါဘူးအဲ့ဒီနေရာဖြစ်စင်တဲ့ပတ်သက်ပြီးတော့စစ်ကောင်စီဘက်ကနေမှလေနဲ့ဘုံချတာမဟုတ်ဖ ೇನೆ PDF တွေကစာတင်ကြောင်းထဲမှာဘုံတွေမိုင်းတွေလှုပ်လို့အဲ့ဒီဘုံတွေမိုင်းတွေပောက်ကွဲပြီးတော့မှចောင်းပျက်စီးတယ် ကလေးတွေပျက်စီးသေးဆုံးတယ်လို့ဝါဒဖြန့်တာတွေ့ရပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့အမအနေနဲ့ဘာပြောချင်ပါလဲဗျမဟုတ်ပါဘူးသူတို့လင်းရင်နဲ့ချဲသွားတာလင်းရင်ကြီးလည်းမြင်ရပါတယ်အကျုပ်တို့လင်းရင်ကပတ်ပတ်ပြီးတော့သွားနာမှာပတ်ပတ်ပြီးတော့ချထားခဲ့တာပါဘုံနေနဲ့အခုလိုအပြစ်မဲ့ကလေးတွေစာတင်ကြားနေတာကိုစစ်ကောင်စီကလင်းရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်စစ်ကောင်စီကို ဗာများပြောချင်ပါသေးလေဗျာပြောချင်ပါသေးတယ်သူဒီကလေးတွေများဗာများအပြည့်စီတို့တို့လိုကြောင်းနေတာကလေးတွေစီရင်တွန်းနာကတွေကလေးတွေကြောင်းတက်ဆာပဲအခုဖြေချားပေးတဲ့အမကတော့စာတင်ကျောင်းမှာကြောင်းတက်နေတဲ့သားသမီးနှစ်ယောက်ထဲကသမီးအကြီးမလေးဥကောင်းထိခိုက်ဒဏ်ရာရတဲ့မိခင်ကပြောကြခြင်းဖြစ်ပါတယ်